ရီးသောပွဲကိုဝေဖန်လို့ဒရိုက်တာမိုက်ဒီတယောက်ဆောင်ကြုံဝင်းထွန်းနဲ့အွန်လိုင်းတို့ထောင်းတဲ့ခုနှစ်နှစ်ချမှတ်ခံခဲ့ရပါတယ်စစ်ကောင်စီရဲ့တူရောင်ရွေးကောက်ပွဲကိုဝေဖန်ဆန့်ကျင်လို့ဆိုပြီးဒရိုက်တာမိုက်ဒီတရုတ်ဆောင်ဂျော်ဝင်းထိုးတဲ့အုံတိုင်းတို့ကိုရွေးကောက်ပွဲနောက်ဆက်ဟန်တာဖြစ်စည်းခြင်းမှာကာကွယ်ဥပဒေပုံမှာ23ကကြီးနဲ့ထောင်နဲ့9နှစ်ချမှတ်ခံခဲ့ရပါတယ်။ဒရိုက်တာမိုက်ဒီခေါ်အတန်းထွန်းသောဇပိုတရုတ်ဆောင်ဂျော်ဝင်းထွတ်ခေါ်ဂျော်မင်းထွတ်နဲ့ဟာသာတရုတ်ဆောင်အုံတိုင်းခေါ်ဇော်မင်းတို့ကိုအော်တိုဘာလ29ရက်နေ့မှာဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ ဖန်ကြီးခံရသူတွေဟာသူတို့ရဲ့လူမှုကွန်ရက်မှာစစ်တပ်ဝါဒဖြန့်ချီရေးစကားဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းနဲ့ဇလန်းမှာပါဝင်တဲ့တရုတ်ဆောင်တွေကိုဝေဖန်ခဲ့တဲ့အတွက်ပြည်သူလူထုကိုအထင်မြင်လွဲမအောင်လုပ်ဆောင်နေဆိုပြီးဖန်ကြီးခဲ့တာပဲဖြစ်ပါတယ်။အော်တိုဝါလာ29ရက်နေ့မှာတော့ရန်ကင်းတရားရုံးကနေဒရိုက်တာကိုမိုက်ဒီကိုအမိန့်ချခဲ့ပြီးကျောင်းတော်တရားရုံးကနေအုံတိုင်းတို့ကိုအမိန့်ချခဲ့တာပဲဖြစ်ပါတယ်။28ရက်နေ့မှာတော့ကိုကျော်ဝင်းထုကိုဗဟန်တရားရုံးကနေအမိန့်ချခဲ့တာပါ။ တရားစွဲခံရတဲ့သူတွေကရှေ့နေငါးခွင့်ရှိပေမဲ့စစ်ကောင်စီဘက်ကရှေ့နေငါးခွင့်မပေးဘဲပထမရုံးချိန်တစ်ချိန်နဲ့တင်ထောင်နဲ့ခုနှစ်နှစ်စီချမှတ်လိုက်တာပဲဖြစ်ပါတယ်။ဒရိုက်တာမာဒီက2023ခုနှစ်မှာပုံမှန်905ကကြီးနဲ့ဖမ်းဆီးခံခဲ့ရသူလည်းဖြစ်တယ်လို့နောက်တစ်ချိန်ပြုတ်မှုကျူးလျင်ကြခံမှုကြန့်ရှိတဲ့ပြည်ထောင်တွေကိုပါဆက်လက်ကြခံရမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့အော်တိုဘားလ28ရက်နေ့မှာလွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။ စစ်ကောင်စီကဒီဇင်ဘာလ28ရက်နေ့မှာပြည်လုံးမဲ့တွေ့ရရွေကောက်ဝဲပေါ်စန့်ကျင်တဲ့ပြည်သူတွေကိုဖမ်းဆီးထောင်ချနေတာဖြစ်ပြီးလေတိုက်တာကြောင့်ရွေကောက်ဝဲမဲဆွယ်ဆိုင်မှုလဲကြလို့ယီမီရဲ့သူကိုယ်တော်ဖမ်းဆီးရေးယူတာပဲဖြစ်ပါတယ်